မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာပြန်ကျစင်းတဲ့စီကက်မဲ့ဆိုင်တွေမမြင်ကျဘူးဆိုတဲ့မင်းအောင်လိုင်ရဲ့အမိန်ကြောင့်ယာယီစင်းတွေဆိုင်ခန်းတွေအလုံးဖျက်သိမ်းခံရပါတယ်နိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုယာနှုံးပြေကျင်းပနိုင်တော့မှမဟုတ်ဘူးလို့အကြမ်းဖက်မင်းအောင်လိုင်ကဝန်ခံလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ရန်ကုန်မြို့မှာ ပြန်ကျဈေးတွေနဲ့စီးကပ်မဲ့ဆိုင်တွေလမ်းဘေးဝဲရာမှာခေါင်းရွက်ပြတ်ထိုးဈေးတွေကိုမမြင်ချင်ဘူးဆိုတဲ့မင်းအောင်လိုင်ရဲ့အမိန့်ကြောင့်ယာယီဈေးတွေပြန်ကျဈေးတွေနဲ့လမ်းဘေးဝဲရာကဆိုင်တွေကိုဒီရက်ပိုင်းအတွင်းမှာစစ်တပ်နဲ့စီပင်ကလိုက်လံဖျက်သိမ်းနေပါတယ်။အော်တိုဘားလာ၁၀နေကရန်ကုန်မြို့ဒလစတရာစီမံကိန်းနဲ့တကုံမြို့တစ်တောင်ပိုင်းစစ်မှုတန်းဟောင်းအင်ညာခေါ် မုတ်ဆုံးမအင်ယာတိဆောက်ရေးကိုလာရောက်စစ်ဆေးထားတဲ့မင်းအောင်လိုင်ကအပြန်မှာ သင်္ကန်းကျွန်းတာမွေတာကေတာဗဟန်ဒဂုံနဲ့ကမာရုတ်မြွနယ်တွေကိုကားနဲ့လှည့်ပတ်ကြည့်ရှုခဲ့တာလည်းဖြစ်ပါတယ်။အဲလိုကြည့်ရှုရင်မင်းအောင်လိုင်ကလမ်းဘေးဝဲရမှာ ပြန်ကြဈေးတွေခေါင်းရွက်ပြတ်ထိုးဈေးတွေနဲ့စီကတ်မဲ့ဆန်ကန်တွေကြောင့်မြို့ရဲ့အလှပကိုအကြီးတန်းစေတာကြောင့် ကြက်မဲ့ဆောင်ရသားဖို့နဲ့နောက်တစ်ခါတူလာတဲ့အခါမှာအခုလိုမမြင်ကျင်ဘူးလို့ထုတ်ဖော်ပြောဆိုသွားတယ်လို့လည်းသိရပါဗါအဲ့လိုပြောဆိုမှုကြောင့်အော်တိုဘာလ17ရက်နေ့ကနေစတင်ပြီးရန်ကုန်မှာလမ်းမဲဝဲရဆိုင်ကန်းတွေပြန်ကြဈေးတွေယာယီဈေးတွေကိုအလုံးရင်းနဲ့စစ်တပ်နဲ့စီပင်ကဖျက်သိမ်းလာတာလည်းဖြစ်ပါတယ်။အဲဒါအပြင်အိမ်နဲ့ဆိုင်တွဲထားတဲ့ဈေးဆိုင်အိမ်တွေ တိုက်မြင်ကြီးတက်မှာဖွက်လက်ထားတဲ့ဆိုင်ကန်းတွေကိုလည်းအဖီတွေဖြတ်ချတာလမ်းနဲ့နမိတ်နဲ့မလွတ်တဲ့ဆိုင်တွေကိုဖြတ်ခိုင်းတာတွေလှုပ်ဆောင်လာတယ်လို့လည်းဒေတာပြည်သူတွေကပြောပြပါဗျ။မေအောင်လိုင်းရဲ့အမိန့်ကြောင့်တောင်မွေကျပြန်ဈေးကပြန်ကျဆိုင်ကန်းတွေတောင်မွေဈေးအရှိမှရှိနေတဲ့လမ်းပေးဆိုင်တန်းတွေကို စီပင်နဲ့စစ်တပ်ကဖျက်သိမ်းနေတာဖြစ်တယ်လို့ရက်ွက်အတွင်းမှာရှိတဲ့ဖွင့်လှစ်နေတဲ့ပြန်ကျဈေးတွေကိုလည်းစစ်တပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကဖျက်သိမ်းတာတွေလှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။အော်တိုဘာလ14ရက်နေ့မှာတော့တင်ကန်းကျုံမြို့နယ်ပြည်တော်စုဂုံကြော်တရားအစင်းမှာရှိနေတယ်။ပန်းစည်ရန်ဆိုင်ကန်းတွေအားလုံးကိုစစ်တပ်နဲ့စီပင်ကလာရောက်ဖျက်သိမ်းခိုင်းပြီးမဖျက်တဲ့ဆိုင်တွေကိုဘရိုဇာနဲ့ထိုးချဖျက်ဆီးမယ်လို့လည်းချိန်ချောက်ထားပါတယ်။ န္တလောမှာတော့ရန်ကုန်စီပင်တရင်မြစ်အချို့ရဲ့အဆိုအရရန်ကုန်တမျိုးလုံးမှာရှိတဲ့ဆိုင်ကန်းတွေပြန်ကျဈေးတွေနဲ့ယာယီဈေးတွေအလုံးကိုစီမံချက်နဲ့ဖျက်သိမ်းနေတာဖြစ်ပြီးခွင့်ပြုချက်မရှိဘဲဈေးရောက်မယ်ဆိုရင်ထောင်ဒဏ်ချမှတ်တဲ့အထိအေးအေးယူသွားမယ်လို့လည်းရန်ကုန်စီပင်တရင်မြစ်ကပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့မြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့အကြမ်းဖက်မေအောင်လန်ကဝန်ခံပြောဆိုလိုက်ပါတယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ဆယ်နှစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားမှာအကြမ်းဖက်မေအောင်လန်ကအခုလိုထည့်သွင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့ကနေစတင်က ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ပေမဲ့လည်းရွေးကောက်ပွဲကိုရာနှုန်းဖြင့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့လည်းသူကပြောပါရယ်ပထမအဆင့်အနေနဲ့မြို့နယ်ပေါင်း၁၀၂မြို့နယ်မှာရွေးကောက်ပွဲကိုပြုလုပ်မှာဖြစ်ပြီး ဒုတိယအဆင့်မှာတော့မြို့နယ်ပေါင်း100မှာရွေးကောက်ပွဲပြုလုပ်မယ်လို့လည်းဆိုထားပါဗျ။တတိယအဆင့်မှာတော့ကြံရှိနေတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲကိုပြုလုပ်မှာဖြစ်တယ်လို့လည်းမင်းအောင်လိုင်းကပြောပါဗျ။လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ50ခွန်ပါတီကကိုယ်စလေလောင်း9000ကျော်ကစင်းပေးသွင်းထားပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့6ပါတီကရှင်းပြိုင်မှာဖြစ်ကအဲ့ဒီပါတီတွေထဲမှာကြံ့ဖို့ပါတီကကိုယ်စလေရေအတွက်1000ကျော်နဲ့အများဆုံးရှင်းပြိုင်မှာလည်းဖြစ်ပါတယ်ရှင်။ ီတစ်ခါမှာတော့မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူဖို့ပြက်ကွက်နေတာကြောင့်ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနေတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလစ်ဟပြတ်တနေရလို့လေကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမိုးထွန်းကပြောဆိုလိုက်ပါတယ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ အကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရာကော်မတီစက်တမကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်မှ81မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမန်ကြီးဦးကျော်မိုးထွန်းကအခုလိုထည့်သွင်းပြောဆိုလိုက်တာပါမြန်မာနိုင်ငံအပါအဝင်ကမ္ဘာနေရအနှံ့မှာလူသားမျိုးနွယ်ပေါ်ကျွလွန်နေတယ်။ရာဇဝတ်မှုတွေဆက်လက်ဖြစ်ပေါ်နေပြီးအဲ့ဒီရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူဖို့ပြက်ကွက်နေတာကြောင့် ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေရလို့လည်းဥကြုံမိုးထွန်းကပြောပါရတယ်။2025ခုနှစ်စက်တင်ဘာလအတွင်းမှာလူ့ခွင့်ရေးကောင်စီကိုတင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်ရရဲ့အစီရင်ခံစာထဲမှာအကြမ်းဖက်ဆီအိုစုကကျူးလွန်နေတဲ့ရာဇဝတ်မှုတွေပုံမပြင်းထန်လာနေကြောင်းကို စိုးရိမ်ဘွယ်ရအထောက်ထားတွေနဲ့ပေါ်ပြထားတယ်လို့လည်းတန်မတ်ကြီးကပြပြပါတယ်အကျန်းဖက်စေုပ်စုဟာသူတို့ရဲ့တရားဝင်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့အတွက် အတုအယောင်ရွေးကောက်ပွဲကိုစီစဉ်နေတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။တရားဝင်မှုကိုအတုအယောင်ဖန်တီးကြိုးပမ်းပေမဲ့လည်းရာဇဝတ်မှုကျူးလွန်သူတွေကို အပြစ်ပေးအရေးယူခံရမှုကနေကာကွယ်ပေးနိုင်မှလည်းမဟုတ်တာ ဖြစ်တယ်လို့အကာအကွယ်လည်းမပေးသင့်ဘူးဆိုတာကိုသတိပြုဖို့လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြထားပါတယ်ရှင်။ မွန်ပြည်နယ်ရဲ့သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မွန်ပြည်နယ်ရင်းနှွန်နယ်အတွင်းမှာစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်ကို၃ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါဝင်၁၂ဦးဟာထေသွားကြတယ်လို့ Mon State Revolutionary Force MSIF ကပြောရေးဆိုခွင့်ရှိသူမစ်တလညံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်အော်တိုဘာလ၁၀ရက်နေ့မနေ့9ရက်အချိန်ခန့်လောက်က ရေးမြို့နယ်ကနင်ကမော့ရွာနေစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကပျောက်ကြားစနစ်နဲ့ဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က တက်ကြွတူဦးပါဝင်နှစ်ဦးဟာထိသွားတာဖြစ်ပြီးတော်လိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဘက်ကအထိခက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗါးအလားတူအိမ်နဲ့ညက်နေလေးနိုင်လောက်မှလည်းအောင်တရာရွာနဲ့လိမ်မော်ချံရွာကားလန်းအနီးမှာလည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လိုင်းတပ်ဖွဲ့တွေကထပ်မံဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာ တိုက်ပွဲဟာမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးစစ်သားတအုပ်ဟာတေသွားက၄ဦးအထိကဒဏ်ရရှိခဲ့လို့လည်းသိရှိရပါတယ်။အော်တိုဘာလ10နှစ်မွန်လွယ်7နှစ်အချိန်ခန့်လောက်ကလည်းအောင်တပြေဖုံရင်ကျောင်းနီးမှာအကြက်ဖက်စစ်တပ်ကိုတော်လန်တပ်ဖွဲ့တွေက drone နဲ့ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တာနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခတ်ခဲ့တာတို့ကြောင့်စစ်သားတအုပ်ဟာတေသွားကတအုပ်ဟာအထိကဒဏ်ရရှိခဲ့လို့လည်းသိရှိရပါတယ်။ အော်တိုဘာလာစနေရနေ့မှာတော့ဘေလမိုင်းကျေးရွာကနေအေးကဘာကျေးရွာနီးကိုစစ်ကြောင်းလို့လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲမိနစ်30ခန့်ကြာဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါဝင်၈ဦးဟာတေဆုံးခဲ့လို့လည်းသိရပါတယ်ရှင်။စကိုင်းတန်းအတင်းတဘောက်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတန်းဝက်လက်မြို့နယ်ကတမန်သာရွာစာတင်ကျောင်းအပါဝင်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်က လေရင်ဂျိုင်ရိုကော်ပတာစက်တက်လေတီတွေနဲ့နေ့စဉ်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူ6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးအဆောက်အုံတွေပျက်စီးခဲ့လို့ຫນွေဦးအောင်ပဲတော်လိုင်းအင်အားစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။အော်တိုဘာလ14ရက်နေ့ကဝက်လက်မြို့နယ်တမန်တာကျေးရွာစတင်ကြောင်းကိုအကြက်ဖက်စစ်တပ်ကစက်တက်လေတီနှစ်စီးနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့် အမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ထိခိုက်ဒဏ်ရာရှိခဲ့ပြီးအဆောက်အုံတွေလည်းပျက်စီးခဲ့ရလို့လည်းသိရပါဗါတယ်။အလားတူအော်တိုဝါလာ15ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကဝက်လက်မြုပ်နယ်ရွာသားကြီးကျွာကို gyrocopter 3စီးနဲ့ဘုံကျဲတက်ခတ်ခဲ့ရဖြစ်ပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့လည်းသိရပါဗါတယ်။အဲ့ဒီရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကအော်တိုဝါလာ17ရက်နေ့ကနေစတင်ပြီးလက်ရှိအချိန်ထိလေရင်ဂျာရိုကော့ပတာတွေနဲ့နေ့စဉ်ဘုံကျဲတက်ခတ်နေတာဖြစ်ပြီ ြည်သူလေးဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကာရွာလုံးကျုံမှလည်းထွက်ပြေးတိမ်းရှောင်နေရလို့လည်းသိရပါတယ်ရှင်ဒီတခါမှာတော့အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်တပ်ကိုတိုက်ခါကြစေမှုနဲ့သမီးစိုးခေါ်တက်ကိုကိုကိုနိုင်ငံတော်အကြီးညိုပြက်စေမှု ပုံမှန်905ကနဲ့ထပ်မံအမှုဖွင့်လိုက်ပြီးဆက်သွယ်ရေးဥပဒေပုံမှန်66ကားကိုလည်းတဘာတဲ့အမှုရင်ဆိုင်ရမှာဖြစ်တယ်လို့သမီးဆိုရဲ့မိတ်ဆွေဖြစ်သူကရဟုံခေတ္တမီဒီယာကိုပြောပါရယ်အွန်လိုင်းပေါ်မှာမင်းအွန်လိုင်းနဲ့မိမဖြစ်သူကျူကျူလာအပါဝင်စစ်အရာရှိတွေကိုတိတ်ခါကြစေရဖို့ပြောဆိုခဲ့တဲ့အမှုဟောင်းတွေနဲ့တိုင်ကြားခံရတယ်အမေရိကန်နိုင်ငံသူ သမီးဆိုကို အော်တိုဝါလာစနေရနေ့ကရန်ကုန်လေစိတ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီး ပြုံးလွင်ရဲစခန်းကိုပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။တမီးဆိုးကိုဒေါ်အေတင်ကိုကဆက်သွယ်ရေးဥပဒေပုံမှာ66ကနဲ့အမှုဖွင့်ထားတာဖြစ်တယ်လို့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှ95ကကိုပါတပါတဲ့အမှုဖွင့်တရားစွဲဆိုခံထားတာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်တပ်ရဲ့ဝါဒဖြန့်သတင်းစာတွေထဲမှာတော့တမီးဆိုးကိုရွှေသက် Facebook အကောင့်ကနေနိုင်ငံတော်တင်ကြင်ရေးနဲ့အေဂျင်ရေးကိုပြပြစီဖို့အတွက် ရေတာဖြတ်ဝေမှုနဲ့အော်တိုဘာလ7ရက်နေ့ကပြည်ဦးတွင်ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့လည်းဖော်ပြထားပါတယ်။သမီးဆိုးမှာအမေရိကန်နိုင်ငံသူဖြစ်ပြီးဖမ်းဆီးခံရခြင်းမှာတားဖြစ်သူနဲ့ခင်မင်းဖြစ်သူတို့မှာပြင်ပမှာကြံရိတ်ခဲ့လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မန္တလေးတိုင်းမိတ္တလာမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကဆိုင်ကယ်ကိုနှစ်ဦးဆင်းနှင်းလာတဲ့လူငယ်တွေကိုစစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက် ပေါ်တာဆွဲဖမ်းဆီးသွားလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ14ရက်နေ့ည8:00နာရီအချိန်ကနေစတင်ပြီး မိထီလာမြို့ဘဲကန်စီအနီးမှာအကြမ်းဖက်စစ်သားတွေဟာစစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်စိုင်းကဲတစည်းကို2ရောက်စီးနှင်းတဲ့လူငယ်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့လည်းသိရပါရယ်အဲဒီလိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်20ကျော်ကိုအကြမ်းဖက်စစ်တပ်ကခလရ133တပ်ရင်းကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိအချိန်ထိလူငယ်တွေရဲ့မိသားစုဝင်တွေကပေါ်တာဆွဲဖမ်းဆီးခံရတာကို မသိရှိတာကြောင့်လာရောက်ထုတ်ယူတာမျိုးမရှိဘူးလို့လည်းသိရပါဗျ။ဒါအပြင်အော်တိုဝါလာ၁၂ရက်နေ့ကလည်းမိတီလာမြို့နယ်အတွင်းအကြမ်းဖက်စစ်သားတွေက AC ကားတွေနဲ့လိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့ရမှာလူငယ်ခုနှစ်ဦးကိုလည်းဖမ်းဆီးသွားလို့လည်းသိရပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ဟာစစ်မှုထမ်းရထားချက်မပြည့်မီတာကြောင့်စစ်တင်နံအပတ်စဉ်တွေမပြည့်ခင် လူငယ်တွေကိုစုဆောင်းပြီးထတ်တော့အင်အားဖြင့်ရသမျှဖန်စီပို့ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဂျပန်စစ်တပ်ဟာဘူတာယုံတွေကားဂိတ်တွေကိုပိတ်မှတ်ထားတာဖြစ်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖန်စီနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အလားတူဘဂိုတန်ရေတာရှိမြို့နယ်မှာလည်းမြို့နယ်ထွေအုံယုံကလက်ထောက်ညွှန်ကြားရေးမှုအုတ်ကာတန်းကစစ်မှုထမ်းအပတ်စဉ်၁၈အတွက်လူငယ်၄၀ဦးကို ပေါ်တာဆွဲဖန်းစည်းကစစ်မှုထမ်းရန်ပို့ဆောင်ပေးခဲ့တယ်လို့လည်းထွေအုံယုံသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။